ေကရလတုံးကကြောက်စရာရင်ကဂူရုဇာတာကိုရှုံးပြတဲ့နောက်ပိုင်းမှာဒီသူကဒီအောက်ဘက်ကို straw way ဘက်ကိုသူကဆင်းပြေးလာဖို့ကြိုးစားရတယ်ပေါ့နော်ဆင်းပြေးလာဖို့ကြိုးစားရတယ်ဆိုတော့သူဆင်းပြေးလာတာက125ပုံတန် straw way မြင်သာအောင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါဒွေးလင်းထဲတို့ရဲ့လက်ရှိကစားနေတဲ့ weight တန်ပေါ့နော်အဲ့ဒီကိုသူကဆင်းလာတယ်အပေါ်မှာသူ့ထဲအကောင်ကြီးနေကြီးပဲရှိတယ်ဆိုတော့ return နဲ့ပဲထိုးရမလား ဂရုဇာရာနဲ့ပဲထိုးရမလားနောက်ထပ်ပဲဒီ remake ပြန်တွေ့နိုင်မလားပေါ့လေသူ့အတွက်နည်းနည်းလေးရှုပ်ထွေးစရာလေးရှိတယ်လို့ကျွန်တော်မြင်မိတယ်ပေါ့နော်သူနိုင်နိုင်ကြီးဒီထက် weight တင်ပြီးတော့ထပ်တက်မယ်ဆိုလို့ရှိရင်လေသူကသူ့ရဲ့ body နဲ့အသိပြီးတော့အဆင်ပြေတော့မှာမဟုတ်ဘူးဆိုတော့သူကအဲ့တော့ဒီ outback ကိုဆင်းလာဖို့သူရွေးချယ်လိုက်ပုံရတယ်ဆိုတော့ outback မှာသူ champion ဖြစ်နိုင်ကြီးရှိလားမရှိလားဆိုတာကိုခဏလေး베ချိတ်ထားမယ်ပေါ့နော်ဆိုတော့ သူဆင်းလာတဲ့အချိန်မှာကျွန်တော်သူဆင်းလာမယ်ဆိုတဲ့အကြောင်းကိုတိတိချင်းပဲကျွန်တော်ဗီဒီယိုလုပ်ပြီးတော့တင်လိုက်တယ်ပေါ့နော်သူနဲ့ပထမဆုံး Premier Fighter က Sim A ဖြစ်လောက်တယ်ဆိုပြီးတော့ကျွန်တော်အကောင့်ထဲမှာရှိတဲ့ဒီထိုင်းတွေကြားထဲမှာလည်းတယောက်နဲ့တယောက်ထိ comment တွေပေးထားကြရတယ်ပေါ့နော် Sim A နဲ့ဆိုရင်ရောဘယ်လိုလဲ Sim A နဲ့အရင်တွေ့နိုင်မှာလားအတိအကျကြီးတော့မသိကြဘူးပေါ့လေဘယ်သူမှ one championship ကပဲအတိအကျအသိမယ်လို့ကျွန်တော်ကတော့ခံမှန်းမိတယ်ပေါ့နော်ဆိုတော့တိုက်ဆိုင်သွားတာလားဘာလားတော့မပြောတတ်ဘူးကျွန်တော်ဒီ အဲ့လိုမျိုးပဲကျွန်တော်ဗီဒီယိုမှာကျွန်တော်ထပ်ပြောလိုက်တယ်ပေါ့နော် sim a နဲ့တွေ့နိုင်ခြေရှိတယ် strawberry ka fighter တွေတော်တော်များများလည်းသူဆင်းလာတဲ့အခါမှာနည်းနည်းလေးအကြရိုက်ပုံတော့မယ်ပေါ့နော်ထိုးတဲ့ပုံစံကသူ့ရဲ့သူကစားတဲ့ပုံစံကအရန်ကောင်းတယ်ဗျသူ့ရဲ့သူကစားတဲ့ပုံစံကအရန်ကောင်းတယ်တော်တော်ကြီးလည်းဒီတွေ့လျမြန်ဆန်မှုပိုင်းကလည်းတကယ် russia fighter တွေဒီလိုမျိုးပဲသူအရန်ကောင်းတယ်ဆက်တပွဲထိုးထားတာဒီ one year record ကပေါ့လေဆက်တပွဲထိုးထားတာ၃ပွဲပဲရှုံးပွဲက ်ရှိပါသေးတယ်ပေါ့နော်ကျန်တဲ့ဘွဲတွေကအကုန်လုံးကအနိုင်ရရှိထားတဲ့ဘွဲတွေကြီးပဲအဲ့ဒီထဲမှာနက်ဂရုတ်အပါဝင်ပေါ့ခွန်ကော်ရိုနီကိုကြာအဲခွန်ကော်ရိုနီကိုတော့သူရှုံးလိုက်ပါတယ်ရှုံးသွားတာပေါ့လေဆိုတော့သူကဒီ sim a နဲ့ပြီးလို့ရှိရင်တကယ် sim a နဲ့ကဒီဇင်ဘာ19ရက်နေ့မှာဒီတာဝန်ချိုင်းတို့နဲ့တရက်တည်းထိုးမယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီပွဲကောင်းတွေကြီးပဲအများကြီးကိုထက်သွင်းထားတာတွေ့ရတယ်ပေါ်တော်တော်ဒီတမ်မနီဒီ iron face ပေါ့နော် iron face မျက်နှာရ တမ်မနီမျက်နှာပေါ့နော်တမ်မနီမျက်နှာအပွဲကြီးပွဲလဲပါတယ်ပြီးလို့ရှိရင်ဒီနောက်ထပ်ကအဲဆက်ဆန်တို့ပွဲလဲပါတယ်ပေါ့အဲ့မှာပွဲကောင်းနေကြီးကိုပဲထည့်ထားတယ်ဆိုတော့အဲ့ဒီပွဲမှာ သူကအရှင်ပြန်ရမှာပေါ့နော်137မှာဆိုလို့ရှိရင်ဒီပွဲကောင်းနေကြီးကိုပဲထည့်သွင်းထားတာကိုအလုံးနဲ့တိပိတာဖြစ်မှာပါဆိုတော့ဒီလိုမျိုးသူကအဲ straw weight မှာသူ champion ကပတ်ကိုစိန်ခေါ်လို့ရနိုင်တဲ့သူကတယောက်တော့ရှိရဲ့ဗျအနည်းဆုံးတွေးကြည့်ရင်ပေါ့လေ အဲ့လိုကဘာလို့လဲဆိုတော့ project ဆိုင်ဖြစ်ဖို့များတယ် project ဆိုင်ဖြစ်ဖို့များတယ် project ဆိုင်ကလက်ရှိမှာဒီ straw weight muay thai champion ကပတ်တစ်ခုကြံနေတယ်ပေါ့နော်ရှိသေးတယ်ပေါ့ဆိုတော့ကိပုံစင်ကကြာတော့ straw weight ကိပုံစင်ကကြာတော့ဒီ Jonathan Debella ကနေပြီးတော့ဒီပြီးခဲ့တဲ့ပွဲမှာယူသွားတယ်ပေါ့နော်ဒါအလုံးနဲ့တိပိတာဖြစ်မှာပါဆိုတော့သူကအဲ့ဒီကပတ်ကိုမျက်စောင်းထိုးနေတာလားပေါ့နော်အဲ့ဒီကပတ်ကိုသူကလိုချင်တာလားပေါ့ဆင်အင်းနဲ့ပြီးလို့ရှိရင်အဲသူတွေးရအတူတူတွေးရနိုင်တဲ့ဖိုက်တာတွေက မြန်မာဖိုက်တာတွေတရားရောက်အထဲကမဟုတ်ရင်တော့ဒီနောက်ထပ်ဒီချန်ပီယံကပတ်ကိုစိန်ခေါ်လို့ရတဲ့ဖိုက်တာတရားရောက်တဲ့ပွဲကိုတဲလာနိုင်တယ်လို့ကျွန်တော်ကတော့တွေးမိတယ်ပေါ့နော်အနည်းဆက်ဆုံးကတော့ project chain က project chain နဲ့ဖြစ်ဖို့များတယ်။ဘာကြောင့်လဲဆိုတော့ project chain ကို project chain ရဲ့ဒီရှိတဲ့ champion ကဘက်ကိုလိုချင်နေရတဲ့သူတွေကတော်တော်များတယ်ဗျ။အဲ့ဒီထက်မှာဒီ Malaysia Thai ကဗျ Alif လည်းပါတယ်။ Alif ပါတယ်။ Alif နဲ့ဒီနောက်ထပ်တစ်ယောက်က Ramadan on dash ပေါ့လေ Ramadan on dash လည်းပါတယ်ဆိုတော့လိုချင်ကြတဲ့ခပတ်တွေအတီးတီးထဲမှာမှအဲ strawy ကဒီ fighter တွေ၃ရောက်ပေါ့လေအခုလောလောဆယ်အချမ်းချင်းလေးစီကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါ Ramadan on dash ရှိမယ်သူဒီကြောက်စရာရင်တွေးရနိုင်တဲ့ fighter လေးပေါ့နော် Ramadan on dash ရှိမယ်ပြီးတော့ Alif ရှိမယ်ပြီးလို့ရှိရင်ဒီကပတ်စိန်ခေါ်မယ်ဆိုလို့ရှိရင်တော့ဒါ strawy ချင်ရှိမယ်ပေါ့နော်အခု sim a sim a ကတော့အဲ sim a ကတော့ကျွန်တော်ကတော့နိုင်မယ်လို့ကျွန်တော်မထင်ထားဘူးမထင်တော့ဘူးဘာကြောင့်လဲဆိုတော့အဲ foreign အဲ သွေးလင်းထက်တဲ့ဘွဲတုံးကတောင်မှခက်ခက်ခက်ခဲနေတောင်သူထိုးရတယ်ဆိုတော့ကြောက်စရာရိုင်းကိုကြတော့ဘလို့မှနိုင်ဖို့မဖြစ်နိုင်ဘူးပေါ့လေတကယ်လို့များဒီပွဲတာကြောက်စရာရိုင်းကို SM A ကနေပြီးတော့အနိုင်ရလိုက်မယ်ဆိုလို့ရှိရင်တော့ဟုတ်တာသူတို့ကံကောင်းခြင်းတစ်ခုလို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့တဘာပိုင်းကတော့တကယ်တကယ်ကြီးလိုက်မယ်ဆိုလို့ရှိရင်တဘာပိုင်းကကြတော့ဒီကြောက်စရာရိုင်းထက်အများကြီးစီနီယာကြရတယ်အများကြီးတဘာဝါပူရင့်တယ်ပေါ့နော်ဘယ်လိုကစားမလဲဆိုတာတော့ကျွန်တော်တို့ဒီပွဲ အချိန်ရောက်မှာပဲပြီးနိုင်မယ်ဗောနော်ဆိုတော့โอเคဒီပွဲကိုလည်းအဲတာဝန်ဆိုင်တို့နဲ့တပွဲထဲမှာထည့်ထားတယ်ဒီဇင်ဘာ19ရက်နေ့ပါဆိုတော့ဒါလေးကိုကျွန်တော်လာပြပြလာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်